ဘယ်တော့ရလဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာတစ်ဆက်ခန်းပေါ်ကျွန်တော်တို့60နဲ့6ပင်ကိုကျွန်တော်တို့ထပ်ထည့်မယ်ပေါ့နော်ဟိုနဲ့ထည့်သွားမယ်ထောက်ဆန်တိုက်ပေါ့နော်ကျွန်တော်တို့ကဒီဘဲဘဲလေးပချမ်းကိုအရင်ထည့်မယ်ဒီကျွန်တော်ကဒီမှာညာဘက်လက်ချမ်းကိုနည်းနည်းလေးပြန်လှုပ်ချပေးမယ်ဒီမှာကျတော့ကျွန်တော်တို့က အော်ဆလော့ကိုအချီဟောင်းလေးပဲထည့်ပေးရမှာဖြစ်ပါတယ်ဒီမှာကျတော့ကျွန်တော်မထတော့ဘူးပေါ့နော်အဲဒါ30ခန်းပါပေါ့နော်သူ့ကိုကျွန်တော်မထတော့ဘူးအဲ့ဒါကိုဒီကောင်တို့ဒီဘက်မှာပြန်ပြီးလှုပ်ချထားပြီးလို့ရှိရင်ကားထုတ်ယူမယ်။ဒီဘက်မှာလည်းကျွန်တော်ကားထုတ်ယူပြီးတော့ဒီဘက်ကိုလှုပ်ချကြည့်မယ်။ဒီကောင်ဒီမှာ

စက်ကူအုပ်စလော့အစိမ်းအောင်လေးကိုစစ်စီလေးထက်ထပ်ပေးပါရယ်နော်။ဒါဆိုရင်ကျွန်တော်ဒီစတားကွိုင်းထပ်ထက်တဲ့ခါမှာဆိုရင်ကျွန်တော်တို့ကအဖြေရည်လေးရဘာဖြစ်လို့ဒီလိုလေးအစီထက်ထားလဲဆိုတာအဖြေမှန်လေးကိုရရှိသွားမှာဖြစ်ပါရယ်နော်။ပထမမှာကျတော့ကျွန်တော်တို့ကယောဂီအုပ်စလော့တူတူလေးပဲထက်ထားရပါတယ်။ဘာလို့လဲဆိုရင်အခုဒီထဲမဲ့ကွိုင်းရယ်နောက်ထပ်ထပ်ထဲမဲ့ကွိုင်းရယ်ဒီစက်ကူကိုအာပူစင်နေလို့ရှိရင်စစ်ကူကပူစင်နေလို့ရှိရင်ကွိုင်ထဲလို့မရတဲ့အတွက်ကျွန်တော်တို့ကဒီမှာ ပိုင်ကိုထက်ပြီးမှဆင်နေတဲ့စိတ်ကူကိုအပြင်ကနေပြန်ထည့်သွားတာဖြစ်ပါတယ်ခင်ဗျာနော်အဲဒီမှာကျွန်တော်တို့က60နဲ့9ပင်ဟုတ်ဒီမှာ60 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 ချင်တယ်ဘာလို့ဆက်ဆက်ချက်ခံအောင်လုပ်ချင်တယ်ချက်ချက်ချက်ဆက်ချက်အဲ꽌ပြီးွားပြီဆိုရင်ကျွန်တော်ဖြတ်လို့ရပြီဒါကျွန်တော်ဖြတ်လိုက်ပြီပေါ့နော်အဲအရင်တွဲနေရပြီဆိုရင်ဖြတ်ပြီပေါ့ဒါဒီမှာကျွန်တော်ကနောက်ဆုံးနောက်ဆုံးတစ်ခုလေးကိုကျွန်တော်ကထည့်ပြီပေါ့နော်ဒါဒီမှာနောက်ဆုံးလေးတစ်ခုโอเคနောက်ဆုံးလေးတစ်ခုကိုကျွန်တော်ထည့်မယ် thay lại vào mình mà nó sẽ lên cùng thay lại vào nhé Mm-hmm. ကျွန်တော်တို့အပေါ်ကနေအောက်ဆလော်လေးထည့်မယ်ပေါ့ဗျာပြီးရင်ကျွန်တော်ဒီကကွိုင်လဲချောင်းနေတယ်မော်တော်ဒီတိုင်းကိုကျွန်တော်လည်းဝါဒီတက်ပြီးတော့ထိုးနေတာအတိုင်းဆိုတော့ကျွန်တော်ဒီကလေးကိုပြီးသွားလို့ရှိရင်ကျွန်တော်ကဝါချန်ထည့်မယ်ပေါ့နော်ဝါထည့်ပြီးမှပဲကျွန်တော်ကအဲမော်တာကိုကျိုးချီတာတို့ဘာလို့ကျွန်တော်ကဆင့်လောက်သွားမှဖြစ်ပါတယ်။ဟုတ်ပြချတာမယ်နော်။ဒီလိုတလို့ကျွန်တော်တို့က ါကိုကျတော့ခွေထားမယ်မျက်စိကိုမထိုးအောင်ကျွန်တော်နည်းနည်းလေးလှုပ်ပြီးလို့ဆိုတော့ခွေချထားမယ်โอเคရပြီဆိုရင်အာဒီစက်ကူလေးကိုကျွန်တော်တို့ကလေးကူလောက်ဖျက်မယ်ပေါ့နော်စက်ကူ โอเคညာခြောင်နေတဲ့အတွက်ကျွန်တော်ကအောက်စလော့ကြီးကြီးလေးတော့ထိုးလို့အခွေးရေးရတယ်ပေါ့နော်အဲတော့ဒီမှာထိုးတက်လိုက်မယ်ထိုးတက်ပြီးဟိုဘေးရောက်ရေးအညီအမြပေါ့နော်ဟိုဘေးဒီဘေးနည်းနည်းတော့ရှည်နေတယ်ပေါ့ဒါပေမဲ့ထားထားတယ်ဒီလိုစေပြောဒီမှာပြပြလေးလှုပ်ထားတယ်ပေါ့နော်အဲဒါလေးလည်းကျွန်တော်ထပ်ထိုးထည့်သွားမယ် ဒါကျွန်တော်တို့အဲ6နဲ့10မှာကျွန်တော်တို့ကကွိုင်ထပ်တယ်ပေါ့နော်6ခန်းနဲ့10ခန်းမှာ running ကွိုင်ရဲ့6ခန်းနဲ့10ခန်းမှာကျွန်တော်တို့ထပ်တယ် ဟိုမှာဆိုတော့ကျွန်တော်တို့ပြီးသွားပြီဒါပြီးသွားပြီဒါ running point ပြီးသွားပြီဆိုတော့ start point ထဲတဲ့အခါမှာပြန်တွေးမယ်ခင်ဗျာနော်